ထဲရပါစေဒီကနေ့အော်တိုဝါလာ29ရက်တနင်္လာနေ့ကနော်ရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်မှာဘောလခဲမြို့မှာကတ်ထားတဲ့မက်ဆီတွေအမားပါနေတယ်လို့ဒေတာခန်တွေပြောကြားလိုက်တဲ့သတင်းကလေးတငယ်ခွေရေးဆိုင်ရာအကြောင်းအရာနဲ့ပတ်သက်ပြီး IEC အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဌာနကစပေးရှောင်ကလေးတွေနဲ့တွေ့ဆုံတဲ့အစီအစဉ်တရက်ပြုလုပ်ခဲ့တဲ့အကြောင်းမလေးရှားနိုင်ငံကလုပ်ငန်းခွေတစ်ခုမှာပရိုဆိုလူငယ်တအူးမတော်တဆတိုက်ပေါ်ကနေပြုတ်ကျတည်ဆုံခဲ့တဲ့ဖြစ်စဉ်နဲ့ တနင်္ဂနွေလုံးတိုက်တာနဲ့9ရက်အတွင်းမိုးရွာသွန်းနိုင်ပြီးမိုးရေချိန်ပြားများတေသမ33လက်မှတ်ထိရွာသွန်းနိုင်တဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။စစ်ကောင်စီလက်အောက်ခံပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့ထိသက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာပြမကျိမက်ဆီရဲ့ကတ်ထားကြီးညာတဲ့အခါဘောလခဲမြို့ကမက်ဆီရဲ့အမားပါဝင်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။ ြို့ရင်းမှာကျန်နေတဲ့ဒေတာခန်တွေကိုဆက်သွယ်ကြည့်တဲ့အခါလူပုတ်ကမရှိပေမဲ့အမီနာမသာကျန်နေတဲ့မဲဆန္ဒရှိတွေပါဝင်နေတယ်လို့ဆွဆောင်နေတဲ့မြို့ခန်တူဦးကပြောပါရယ်ဘောလခဲမြို့ရင်းမှာဒေတာခန်နေရာဝင်ကျင်တာရှိနေပြီးဌာနဆိုင်ရာဝန်ထမ်းအနေနဲ့အရက်သားတချို့နဲ့စစ်ကောင်မရှင်နဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေသာကျန်ရှိနေတာပါနိုင်ငံတော်ဝန်မဲစီရေးကြေညာတဲ့အခါမှာလဲတေဆုံးသူနာမည်တွေပါဝင်နေတာနာမည်တွေထက်နေတာတွေလည်းရှိတယ်လို့နိုင်ငံရေးပါတီတွေနဲ့ အုပ်ချုပ်ရေးမှုတွေကမီဒီယာကိုဖြေကြားထားတာရှိပါတယ်။ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးကတော့မင်းစီပြုစုတဲ့အခါဥပဒေနီးဥပဒေတွေနဲ့အညီအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနတို့ကနေရရှိထားတဲ့စီရင်ပေါ်အခြေခံပြီးဆော့ဝဲအသုံးပြုက တိုက်ဆိုင်စစ်ဆေးပြုစုထားတယ်လို့ပြောဆိုထားပါတယ်ရှင်။ဒီမော့ဆုံမြို့နယ်နောက်ဖက်ချမ်းတနေရာမှာစပေးရှောင်းစခန်းက ဆယ်ကျော်တဲ့အရွယ်ចောင်းသူចောင်းသားတွေပါဝင်အုတ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ဂရင်းဘီချားကာလာအုတ်ချုပ်ရေးကောင်စီ IEC အမျိုးသမီးနဲ့ကလေးတငယ်ရေးရာဌာနတို့အော်တိုဘာလ25ရက်နေ့မှာတွေ့ဆုံဆွေးနွေးမှုတရက်ပြုလုပ်ခဲ့ပါတယ်။ကလေးတွေအနေနဲ့လူခွေရေးဆိုင်ရာချိုးဖောက်မှုတွေကိုကိုယ်တိုင်သိရှိအောင်အကြံပေးခံရမယ်ဆိုရင်ချားကာလာအစိုးရနဲ့သက်ဆိုင်ရာဌာနအသီးသီးတွေကိုတိုက်ချမှုပြုလုပ်နိုင်ဖို့ရပိုက်ခွေတွေကိုသိရှိနားလည်စေဖို့ လေးတွေကိုယ်တိုင်အခွင့်အရေးတွေတောင်းဆိုတတ်ဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ကျေးလက်မြေကနေအခုလိုတွေ့ဆုံဆွေးနွေးပွဲစီစဉ်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။အဲဒီတွေ့ဆုံပွဲမှာကလေးတငယ်အခွင့်အရေးတင်နန်းတက်ရောက်ပြီးစီခဲ့တဲ့ကျေးရွာလေးရွာနဲ့ဆွတ်ဆောင်စခန်းတွေကကိုယ်စားလှယ်ဆွရှိဦး။ကျောင်းဆရာဆရာမတချို့နဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။မလေးရှားနိုင်ငံလုပ်ငန်းခွင်တစ်ခုမှာတိုက်ပေါ်ကနေမတော်တဆပြုတ်ကျတဲ့ဖြစ်ရကြောင့် ဖရိုဆုံမြင့်နယ်ဘီယာကျေးရွာကလူငယ်တအူးသေဆုံးခဲ့တယ်လို့သိရပါဗျ။သေဆုံးသူဟာအသက်25နှစ်အရွယ်ဟန်နရီဖြစ်ပြီး ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကမတော်တဆဖြစ်ပွားခဲ့တာပါ။23ထပ်မှရှိတဲ့တိုက်ဆောက်အုံရဲ့လုပ်ငန်းခွင်တစ်ခုမှာဆောက်လုပ်ရေးလုပ်ငန်းကိုလှုပ်ကိုင်နေပြီးမတော်တဆဖြစ်စီမှာတော့တိုက်14ထပ်ကနေ17ထပ်အထိပြုတ်ကျကာပွဲချစ်ပြီးသေဆုံးခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့အမျိုးသားတအူးကကင်နိုရီတိုင်းကိုပြောပါရယ်ဟန်နရီဟာ ပြည်ပနိုင်ငံမှာတရားဝင်အထောက်ထားတွေနဲ့သွာလာနေထိုင်လောက်ကန်သူတူဦးဖြစ်တဲ့အတွက်အခုလိုတည်ဆုံခဲ့တဲ့အပေါ်လုပ်ငန်းရှင်အနေနဲ့တာဝန်ယူဆောင်ရွက်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ဟင်နရီရဲ့ရုပ်အလောင်းကိုတော့ဒီကနေ့အော်တိုဘာလ29ရက်နေ့မှာမြင်မြုပ်သူကျော်ခဲ့တယ်လို့မလေးရှားရောက်ဂရီနီလူငယ်အဖွဲ့အစည်းကနေသိရပါဗျရှင်။မြန်မာနိုင်ငံတော်ဝန်9ရက်အတွင်းမိုးရွာသွန်းနိုင်ပြီးမိုးရေချိန်ပြမြတည်တသမ33လက်မထိရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့လူမှုကိုရက်စာမျက်နှာမှာအသိပေးထားပါတယ်။မနေ့ကအော်တိုဘာလ26ရက်နေ့ကနေလာမယ့်အော်တိုဘာလ31ရက်နေ့အထိခန့်မှန်းချက်တွေအရမိုးရွာသွန်းမယ်လို့ပြောဆိုထားပါတယ်။ဂရီနီပါဝင်ရန်ကုန်တိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်တွေမှာမိုးရေချိန်တလက်မအောက်ထိရှိပြီးတနင်္လာနေ့တိုင်းမိုးပြင်းနဲ့ချင်းပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်မကွေးတိုင်းတွေမှာတော့တလက်မနဲ့အထက် အေယဝတီတိုင်းမှာတော့နယ်လက်မနဲ့အထက်ရခိုင်ပြည်နယ်မှာသုံးလက်မအထက်ရွာသွန်းနိုင်တယ်လို့ဦးဝင်းနိုင်ကခန့်မှန်းထားတာပါ။ဒါပြင်ဂရီနီပါဝင်နိုင်ငံအတွင်းဒေတာတချို့မှာအော်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အထိတစ်ပတ်အတွင်းနေရာစစ်စိတ်မိုးရွာသွန်းနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအသိပေးထားပါတယ်။တပတ်အတွင်းဘင်္ဂလားပြည်လယ်အော်အခြေအနေမှာတော့ဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာပုံမှန်အကောက်လာနိုင်ပြီးဆိုင်ကလုန်းမုန်တိုင်းဖြစ် ရောက်ရှိနိုင်မဲ့မြန်မာနိုင်ငံဘက်ကိုရွှေ့လျောက်ဥတီတာမျိုးမရှိဘူးလို့အန်ယူဂျီကထုတ်ပြန်ထားပါတယ်ရှင်။ကန်နရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးသွားတာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရင်းနီပြည်သူပြည်သားအားလုံးဘင်ကေလှုပ်ချုံကြပါစေရှင်။ကျွန်မမော်လင်းမြပါ။